အလုံးဝမင်္ဂလာပါဆိုတော့အခုတလောအလုံးလေးနည်းနည်းများနေရတဲ့ဟင်းချက်တဲ့ဗီဒီယိုလေးမရိုက်ဖြစ်တာကြာသွားပြီဒီနေ့တော့ရုံပိတ်ရဲဆိုတော့မနက်ကတော့ဈေးသွားတယ်ဈေးသွားပြီးတော့တပတ်စာအသားငါးတွေအကုန်စီးကြောပြီးတော့ရေကြီးတက်တာတွေတင်ထားတယ်အကုန်ပြီးတော့မှအခုနေ့လေစာချက်မှာပေါ့နော်ဆိုတော့အဲ့တော့နေ့လေစာဘာတွေချက်စားလဲဆိုတာပြပေးချင်ပါတယ်ဒီနေ့ချက်မှာကဒီမှာပူဒီရဲ့ဒူမြင့်ရဲ့အဲ့ဒါကိုငါးကောင်းလေးနဲ့ချင်းလေးချက်ပဲပူပူလေးပေါ့နော်မိုးကလည်းအေးနေတော့ ပြီးတော့ဒီမှာစက်သားလေးနည်းနည်းစက်သားနောက်ရက်လေးစားဖို့မူလေးနဲ့ကုန်ခွဲထားပြီးပါ යි အဲ့ဒီမှာစက်သားလေးပူပူလေးကြော်စားမယ်ပြီးတော့ရင်ကြက်ဥလေးနဲ့ပူပူလေးကြော်စားမှာဖြစ်ပါတယ်ပြီးတော့အဓိကနိပိတ်ရဆိုတော့ငပိလေးစားမယ်ပေါ့နော်ငပိနဲ့တို့စရာအခုကတို့စရာအတွက်ဖဲသီးနူလေးတွေအဲ့ဒါလေးပြုတ်ထားတယ်။နောက်ပြီးတော့အာဒင်းညင်ွက်အရန်စားခြင်းနေလို့လေဒင်းညင်ွက်လေးဝယ်လာရှိတယ်။ဒင်းညင်ွက်လေးကြော်မယ်ဆိုတော့ကဲညိလေးစားလေးပြင်ပါမယ်။ ချက်တာလေးလိုက်ကြည့်ပေးပါအောင်နော်။ဒီတပတ်စာဈေးဝယ်ထားလေးတဲ့ပြောအောင်။မနေ့ကဈေးထားထားပြီးရောဒီမှာကြက်သားရယ်ဝက်သားရယ်ပြီးရောပစုံလေးလည်းမနေ့ကတန်တယ်။အာဝယ်ပြီးတော့အခုလိုဘူးလေးနဲ့တခါရဲခွဲထားလိုက်တယ်။ဆော့။ဒါဝယ်ထားရပါငားလဲပါတယ်။ကြက်သားဝက်သားပစုံငား။ကဲခင်ချက်ပါပါမယ်ရှင်။ရုံးစုံကျုံးမှုကြော်လေးကြော်ပါမယ်။ ချင်းရင်ချက်တဲ့ခါမျိုးဆိုရင်တအုပ်ကြော်နဲ့တွဲပြီးစားတာအရင်သဘောကျတဲ့အတွက်ဆလတ်ကတအုပ်လေးကြော်လိုက်တာဖြစ်ပါတယ်ချင်းရင်ချက်တဲ့နေ့မျိုးဆိုရင်တအုပ်ကြော်ပူပူလေးနဲ့တွဲစားတာသဘောကျတာဖြစ်တဲ့အတွက်တအုပ်လေးကြော်လိုက်တာပါဒီတော့ရင်တော့တညင်ခွက်လေးကြော်ပါမယ်ပုံမှန်အဖြစ်တော့တညင်သီးတို့တညင်ခွက်တို့ကစမ်းမရည်နဲ့မညွတ်တဲ့အတွက်ဆလတ်တို့ညင်းတန်းစားလေးမရှိပါဘူးဒါပေမဲ့ဒီနေ့တော့ဈေးသွားရင်နဲ့တညင်ခွက်လေးတွေ့တော့အရင်ကစားသေးသေးဖြစ်လာလို့ဝယ်ပြီးတော့ကြော်လိုက်တာပါဒီတော့ရင်တော့စက်သားလေးပူပူလေးကြော်ပါမယ်ရှင် နှစ်ယောက်ဆောင်မလို့ဟင်းလေးရခန်းနေနေလေးပဲကြော်ဖြစ်တာပါပြီးရင်တော့ချင်းဟင်းကိုလုံးချက်လေးချက်ပါမယ်တခြားရင်စည်းတန့်စင်ထားတဲ့ပူတီနဲ့ဂျူမြင့်ထည့်မယ်ငါးကောင်းလေးထည့်မယ်ခရဲကျင်သီးထည့်မယ်ကျက်သွန်ဖြူနီချင်းနဲ့ရိုသီးစိတ်မိုရောထောင်းထားလေးကိုထည့်ပါမယ်ငပိလောင်မုံလေးထည့်မယ်စီလီနဲ့နဲ့ထည့်ပြီးတော့ပောင်ရင်ပစ္စည်းအားလုံးနှက်ဆက်တော့အောင်တခြားလေးမှွေပေးလိုက်ပါမယ်ပြီးတော့ပကံကြီးလေးထည့်ပြီးဖုံးအုပ်ပြီးတည်ထားလိုက်ပါမယ် အခုလိုအငွေ့နှလိုင်းထွက်လာပြီးတော့စိတ်နှံလေးလည်းပျောက်သွားပြီဆိုတော့မှအဖုံးခွင့်ပြီးတော့ငါကောင်းလေးမြကြည်အောင်ဝေပေးပါမယ်ဒီတော့ရင်တော့ငားငပြားလေးနည်းနည်းထည့်ပါမယ်ရှင်။ယူသီးချင်းလေးလည်းထည့်မယ်။ဘူးသီးလေးအားလုံးလည်းနှူးသားပြီဖြစ်တဲ့အတွက်မကြီးကြီးလေးထည့်လိုက်ပါမယ်။ ပြီးရင်တော့ရင်းနှီးလိုသလောက်လေးထည့်ပြီးတော့ပုပ်ပွက်ဆူလာတဲ့အထိအဖို့အုပ်ပြီးတည်ထားလိုက်ပါမယ်။ကဲခုဆိုရင်တော့ချင်းလေးရသွားပါပြီအနံလေးမှုသွားအောင်လို့နံနံလေးလေးအုပ်လိုက်ပါမယ်ရှင်ကျွန်တော်တို့ရဲ့နီးလေစာထမင်းဝိုင်းလေးရတော့ချင်းဟင်းရဲ့ကျဦးကျော်ရဲ့ကျသားကျော်လေးရဲ့နဲ့ပိရဖြစ်တဲ့အတွက်ဂပိအတူမျိုးအစုံလေးလေးနဲ့ဖြစ်ပါတယ် ချို့တဲစားဖို့အတွက်တည်သည်လေးလည်းအဆင်သင့်ပါပဲရှင်ကင်းစင်ချက်ပြုတ်ပြီးစီစားဖို့ပဲကြံပါတော့တယ်ဒီနေ့အတွက်အဓိကဆက်လိုက်ကတော့ဟောဒီမှာဘူဒီရဲ့ဂျူမြင့်ရဲ့နှာခေါင်းရဲ့ချင်းဖြစ်ပါတယ်ပြီးတော့အဲ့လိုချင်းဆိုလို့ရှိရင်အဲ့လိုကြောက်ဥကြော်လေးနဲ့တွဲစားရမှာချင်းနဲ့ပြီးရဲ့ ပိရဲ့ချင်းရဲ့ငပိရဲ့ကြောက်ကြော်ရဲ့ဆိုတော့ပွက်တိန်ပြီးတော့ဒီမှာဘေခန်အင်းကြီးချင်းအနီပေးထားတယ်တည့်ရတီးမြက်တည့်တီးချိုတဲ့ငပိရေပြောမလို့တနည်းအားတင်ထားရဲ့မှာငပိဘယ်လိုမျိုးအရသာရှိအောင်လုပ်စားဆိုတော့အရင်တော့ကျွန်တော်ကိုယ်တော်တေးချကြိုးတယ်ပြီးရင်စက်သွုံဖြူလို့ချင်းတို့အဲ့လိုတေးချထောင်းထည့်တယ်ဒါပေမဲ့ဆိုတော့တော့နှစ်ယောက်ကငပိရေဆိုလို့ရှိရင်ပေးရမှစားပြစ်တာများတယ်အဲ့တော့နှစ်ယောက်တည်းစားလိုက်လို့ရှိရင်ပြီးရင်နောက်ရက်ကျအလဟသက်ဖြစ်သွားရောအဲ့နောက်ခုတလောပါဒီလိုအထုပ်လေး ready make တနည်းသူတော်စောရရလေးဒါဝယ်စားတာစင်ပြေတယ်စင်ပြေတယ်အဲ့ဒါလေး ။အဲ့ဒါကနှစ်ယောက်စာလို့ကွက်တီကွက်တီပဲပေါ့နော်။တခါစားတာလေးဆိုတော့ဟုတ်တယ်။အဲ့တော့တူးစရာဒီမှာဖရဲတီပြုတ်ဒါကအဟိုပါလေ။ဖန်ကားတီအဲဖန်ကားတီပြတဲ့ညင်းဝက်ကွက်တီမှာကြက်ကြော်လေးလည်းပါတီ။ကြက်ကြော်ကြက်သေးလေး။စုံနေတာပဲ။စားလိုက်ပါစားလိုက်ပါဦးမယ်။အားလုံးစားကြပါအောင်ရှင်။ဒီပါပဲနော်ပြေးဆက်ဆိုင်ကောချင်းရဆက်ဆာစာငါပြေးဆက်ငါပြေးဆက်ချက်စိုက်ပါမယ်ခင်ဗျာ ငင်းခွင့်နဲ့ကြာနေ့တဲ့ဇာပိုင်းချက်စားလေးဆိုတာလည်းပြောပြခဲ့ကြပါအောင်ဘာလို့အဲ့လိုအေးတော့နေနဲ့အဲ့လိုအတွက်ဆက်လေးဆိုပူကြိုက်တယ်อืมချင်းပြလားချုံမြင့်လေးညသူအာသူစီးတော့ဒီနေ့ဘူးဒီနဲ့ချုံမြင့်စားခြင်းနဲ့ဆိုတာနဲ့ခွေလာလိုက်တာဟုတ်ကောနဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါအဲ့ဒါသင်းစားလိုက်အောင်မယ်နော်နောက်ထပ် floor လေးခြိုက်ပေးပါမယ် ။ဒါပြီးတော့အားလုံးကြည့်အောင်တင်ပေးပါမယ်ရှင်။အမြဲအားပေးကြလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်။အားပေးနေပါပဲ။ဟုတ်ကြပါပြီ။အားလုံးတတာ။တတာ။နောက်နေ့ကြတွေ့ပါမယ်။ဆိုင်ပါမယ်။ဥကြောကြောဥကြော။ဒီနဲ့ကြောဥကြော။ညခွန်။ရှေ့။ဟုတ်ကဲ့ကောင်းပါ